စကောနီရွေချစ်သူကောင်မလေးကိုတမ်မိုးကြီးရွှေငွေရနာရီနဲ့တည်တောင်းလိုက်ပြီးဖြစ်တဲ့စီအောင်တရုတ်ဆောင်မိသားစီအောင်ကတော့ခုလက်ရှိမှာသက်စကောနီရွေကောင်မလေးချစ်ကြိုက်နေတာဖြစ်ပြီးတော့အင်တာနက်ပေါ်မှာနာမည်ကြီးသွားပါသေးတယ်။အသက်25နှစ်လောက်ကိုကြွားပေးမယ်လေခုဆိုရင်တော့စီအောင်ကတော့ချစ်သူကောင်မလေးကို မောင်မွေခင်ကြိုတင်လက်ထပ်ဖို့တွင်တံမိုးကြီးတိုက်ခန်းနေရွှေငွေတွေနဲ့တင်တောင်းလိုက်ပါပြီ။အားလုံးသိကြတဲ့မင်းသားကျော်စရာကတော့ဟိုတခိတခါကမြမနုပညာလောကမှာအာမေကျော်ကြားခဲ့တဲ့မင်းသားတူပါ။အနုပညာလောကကနေလုံနေတဲ့တခြားလုံးမှာလည်းဘယ်မင်းကလေးနဲ့မှသတင်းမထွက်ဘူးတဲ့ပြင်အခြားတော့ဘာရှုပ်ရှင်းမှမရှိတာပါ။အရှင်ကတော့ဘီယိုဇကားတွေ BC တွေတော်တော်များများပါဝင်တည်ဆောင်ခဲ့တာဖြစ်ပေမဲ့လည်းအခုချိန်မှာတော့အနုပညာလုပ်ငန်းတွေကိုဆက်မလုပ်တော့ဘဲနဲ့မင်းလာခန္ဓာပွဲကြီးတွေမှာပရဇနာတူဖြစ်လောက်ကင်နေကြတာပါ။သူများရဲ့မင်္ဂလာပွဲတွေမှာပရဇနာလုပ်ပေးနေတဲ့ ယ်ဇေယျတယောက်ကတော့မကြခင်မှာသူလည်းမင်းလာပွဲကိုခန်းနနာကျင်းပါတော့မှာပါမကြသေးခင်ကပဲအင်တာနက်ပေါ်မှာဇေယျနဲ့သူ့ရဲ့ကောင်မလေးကိုအားလုံးရှိမှတရားဝေးမိတ်ဆက်ပေးလိုက်တာပါဒါပေမဲ့လေသူတို့အတွဲမှာတခုထူးခြားနေတာပါအဲ့ဒါကတော့ဇေယျနဲ့သူ့ချစ်သူကောင်မလေးယုံရီစောရဲ့အသက်က25နှစ်လောက်ကွာနေတာကြောင့်မယုံရီစောကတော့အသက်ကခုမှ19နှစ်ရှိပြီဖြစ်ပြီးတော့2006ခုနှစ်ဘွားဖြစ်ပေမဲ့လို့ဇေယျကတော့အသက်40ကျော်လောက်ရှိနေပါပြီဒါကြောင့်လေကလေးကိုမုံပေးချက်လိုက်တာဖြစ်မယ်လို့ထင်နေကြတာပါပြောလေပြောချင်စရာပါပဲဘာကြောင့်လဲဆို ဆိုတော့သူတို့နှစ်ယောက်ရဲ့နာမည်ကြီးသွားတဲ့အင်တာဗျူးတစ်ခုမှာဇီယားတယောက်ကတော့လူပြောကြီးပွားကနေချက်ချင်းကြီးမိမငငယ်ချောချောလေးတယောက်ရှားတော့မှမို့ဗစက်ကြီးနေရွက်တက်ချိတ်တော့မတဲ့ဖြည်းဖြည်းကြီးကိုရှီမော့ပျော်ရွှင်နေတာမှန်ပေမဲ့လည်းဘီနာကချစ်သူကောင်မလေးယုံရီစော်တယောက်ကတော့မျက်နှာကြီးကတင်းနေပြီးတော့မပြောတော့ဘဲလောကကြီးကိုစိတ်ကုန်နေတဲ့ယုံကြည်ဖြစ်နေတာကြောင့်ပရိသတ်ကြီးတွေကအတင်းပေးစားထားတာလားလို့လဲဝေဖန်နေကြတာပါဘလို့တွေပဲဝေဖန်မှုတွေရှိနေပါစေဂီယုဆိုင်မနေတော့ဘဲနဲ့နောက်လာအတွင်းမှာပဲလက်ထပ်ဖို့တွေစီစဉ်နေကြပါပြီဇီယားကတော့၄၀ကျော်တိ လူကြီးဖြစ်နေပြီးမှချက်ချင်းကြီးကောက်ဆွန်သွားတော့မင်္ဂလာဆောင်မှုချက်ကိုတိုင်ပင်နေကြပါပြီ။နောက်ပြီးတော့လေသူတို့သမီးလောင်းလေးရုံးရီစော်ကိုစိတ်တဆင်စာဗရန်များတဆင်စာနဲ့မြည်ကြည့်တဲ့တိုက်ခဲနှခန်းနဲ့တူ တိန်တောင်းချီတံပေါ်ရှိတဲ့ကွန်ဒိုတိုက်ခန်းတစ်ခန်းနဲ့တည်တောင်းခဲ့တာပါအခုချိန်မှာတော့အမျိုးသမီးတွေထူးသဖြင့်ပြိုကြီးတွေကတော့တကယ့်ကိုမအားကြနေကြတာပါအမျိုးသားရင်းချစ်မြတ်နိုးမှုတွေအလိုလိုက်မှုတွေအားလုံးကိုခံစားရတဲ့ပြင်ကောမှကိုချီရတဲ့အမျိုးသမီးကိုတည်တောင်းတည်တည်နဲ့ထားနိုင်တဲ့ပြင်တံပေါ်ချင်းလွယ်ဝင်တာတွေနဲ့ရွှေတွေတည်တောင်းခံလာမျိုးတော့အမျိုးသမီးတိုင်းစိတ်ကိုရှင်လေးတောင်းတလေးရှိတဲ့အိမ်မက်တစ်ခုဖြစ်နေပါ ರೀ အခုမှလေးဇေယကိုရင်ကိုရာချမ်းသာတဲ့ပြင်ကောမှသူတို့သမီးလောင်းလေးရွှေမဏီစောမိသားစုကလည်းမွန်ပြည်နယ်ပေါင်မြို့နယ်မှာရာဘာလုံငန်းကြီးရဲ့တထင်းမိသားစုလို့သိရတာကြောင့် နှုံးနှစ်ဖက်စလုံးကချမ်းသာကျဲဝါတာကြောင့်မလို့လိုင်လေးလိုက်ဖက်ပါတယ်လို့ပြောတဲ့သူတွေလည်းရှိပါတယ်။ပုံမှန်ဆိုရင်ခုခေတ်မိဘတွေကတော့သမီးလေးကိုချစ်သူရေးစားထားဖို့မပြောနဲ့အိမ်တော်ပြို့ဖို့တောင်မှစိတ်မချတော့တာပါ။ဒါပေမဲ့လည်းရုံးမီဆိုရဲ့မိဘတွေကတော့ဇေယရဲ့အနေထိုင်ရင်ကျိမှုမိမကိစ္စရှုပ်ရှင်းလုံးဝကင်းတာကြောင့်ရောသူတို့ရဲ့သမီးလေးကိုလည်းချစ်စစ်နဲ့ချစ်မြတ်နိုးပေးတာကြောင့်လည်းစိတ်ချလက်ချနဲ့အိမ်တော်ပြို့ပေးလိုက်တာပါ။ဒီဗီဒီယိုကိုဆုံးတီကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တရားရောအသက်၄၀ကျော်ကမှ၁၉နှစ်ရွယ်ကောင်မလေးနဲ့လက်ထပ်တော်မင်းဇေယကိုဘလို့မျိုးမြင်လဲဆိုတာပြောခဲ့ပေးပါဦး။ ရှင်အားပေးနှဆိုင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဒီဒီအောင်လုံးတွေပဲနှုတ်ဆက်ခဲ့ကြပါတယ်